ကြည့်ရှုနေကြတဲ့အားကစားဝါနာရှင်ပြိသက်များအလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့ပြိသက်တွေကိုမင်းညာရရှိထားတဲ့နောက်ဆုံးရနိုင်ငံတကာအားကစားသတင်းကြောင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးဒီနေ့ပြိသက်တွေကိုတင်ဆက်ပေးခြင်းတဲ့သတင်းကြောင်ရာကတော့ကဘာကျော်အသင်းတွေထက်ဂိုးတွေကိုပုံမသွင်းယူထားတဲ့မက်ဆီရဲ့နီမာရဲ့ဆွာရက်စ်တို့ရဲ့အတွေ့အကြုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စပိန်လာလီဂါကလပ်ဖြစ်တဲ့ဘာစီလိုနာအသင်းကနာမည်ကျော်တိုက်စစ်အတွေ့အကြုံဖြစ်တဲ့မက်ဆီနီမာဆွာရက်စ်တို့ရဲ့အတွေ့ရဲ့ 2025ခုနှစ်အတွင်းမှာတွင်းကိုအရေးအတွက်ကတော့ကမ္ဘာကျော်အသင်းကြီးတွေဖြစ်ကြတဲ့ Real Madrid အသင်းနဲ့ PSG အသင်းတို့ရဲ့တစ်နှစ်အတွင်းတွင်းကိုတွေထပ်ပုံမှုများပြခဲ့လို့သိရပါတယ်။ Messi နဲ့မှာ Suarez တို့အတွဲကတော့2025ခုနှစ်အတွင်းမှာတွင်းကိုကတော့122ဂိုးသွင်းယူထားပြီးရော Messi ကတော့43ဂိုး၊ Neymar နဲ့ Suarez တို့ကတော့39ဂိုးကိုစီသွင်းယူထားတာဖြစ်ပါတယ်။ Real Madrid အသင်းကတော့2015ခုနှစ်တနှစ်လုံးမှာအတွင်းကိုအရေးအတွက်ကတော့ ာနဲ့ငါကိုသာတွင်းယူချပြီးတော့ဘာစီလိုနာအသင်းကဒါမက်ဆီရဲ့နီမာရဲ့ဆွာရက်စ်အဆရှိတဲ့ဒီအတွဲတွေထက်ဆိုလို့ရှိရင်တော့တွင်းကိုကတော့15ဂိုးရော့နေနေရလို့သိရပါဗျ။ပြီးတော့ဒီပြင်းတဲ့နာမည်ကျော်အသင်းဖြစ်တဲ့ PSG အသင်းအားဆိုလို့ရှိရင်တော့2015ခုနှစ်အတွင်းမှာတွင်းကိုကတော့115ဂိုးသာတွင်းယူချပြီးတော့ဘိုင်ယန်မြူနစ်အသင်းကတော့တွင်းကို120နဲ့3ဂိုးနဲ့မက်ဆီနီမာဆွာရက်စ်အတွဲထွက်ပို့ပြီးတော့ဒါတွင်းယူချတာကိုလည်းကြွေးရပါဗျ။ ဒါရောကဘာကျော်အသင်းတွေထက်ဂိုးတွေကိုပုံမိုပြီးတော့အသွင်းယူထားတဲ့မက်ဆီနီမာဆွာရက်စ်အတွဲဆွဲတဲ့တင်ကြောင်ရကိုတင်ဆက်